မနက်ခင်းကိုပြောစကြလဲတချို့ကတော့ကော်ဖီလေးတောင်းရင်တချို့ကတော့ဖုံးလေးပွင့်ရင်နဲ့ပါဒါမဲ့ဒီနေ့ဒီတင်ဆက်မှုမှာတော့အဲ့ဒီမနက်ခင်းလေးကိုလုံးဝပြောင်းလဲသွားစေမယ်အရန်ရုံရှင်ပြီးအစွမ်းထက်တဲ့အလေးရင်း၃ခုကြောင့်ပြောပြသွားမှာပါဒါတကယ်ကိုအဓိကကျတဲ့အချက်ပဲဗျာ။ဟုတ်တယ်မနက်ခင်းကိုဘလူးစလိုက်တယ်ဆိုတာအဲ့ဒီတနေ့တာလုံးအတွက်စိတ်ရဲ့ချင်းလေးကိုဆုံးဖြတ်ပေးသွားတာ။အဲဒါကြောင့်မလို့မနက်ခင်းမှာလုပ်တဲ့အလေးချင်းလေးတွေကထိနေတဲ့အငါကြီးပိုအရေးကြီးနေတာပေါ့။ကဲဒါဆိုဘာလုပ်ကြအောင်လဲ။ အဖြေကားလေးတကယ်တော့ရမ်းရိုးရှင်းပါတယ်ဘာလို့မဆိုလိုင်းလုံးလို့ရတယ်ထီရောက်မှုရှိတဲ့အလေးချင်း၃ခုပဲလိုတယ်ကဲဒီအလေးချင်းတွေကဘာတွေဖြစ်မလဲဆိုတာတစ်ခုချင်းစီလိုက်ကြည့်လိုက်ကြအောင်ကဲပထမဆုံးအလေးချင်းကတော့စကလုံးတလုံးတည်းပါပဲဟုတ်ပါတယ်စကလုံးတလုံးတည်းပဲအားစိတ်ထိုးစရာတိတ်မလို့ပဲနဲ့အချိုးသေးရောက်မှုကတော့တကယ်ကိုကြီးမားပါတယ်လောက်ရမှာကအရန်လွယ်ပါတယ်မနဲ့အိရာနိုးနိုးချင်ပါမယ်လေကိုကိုကိုအားဖြစ်စီမဲ့စကားတခွန်းလာပြောလိုက်ပါ ဥပမာဒီနေ့ကအကျိုးရှိတဲ့နေ့တနေ့ဖြစ်ပါစေဆိုတာမျိုးပေါ့။ဘာကြောင့်လဲဆိုတော့အဲ့ဒီလိုရိုးရိုးရှင်းရှင်းလေးလှုပ်လိုက်တာနဲ့တင်ဦးနောက်ကိုအပြုတ်သဘောဆောင်တဲ့စွိုင်းအင်းတွေချက်ချင်းပေးလိုက်တယ်လို့ဖြစ်ပြီးမနက်ခင်းကိုလန်းလန်းဆန်းဆန်းနဲ့စတင်နိုင်စေမှာပါ။ဆိုတော့ဒီပထမဆုံးအလေးချင်းလေးရတဲ့အထက်အလက်လက်ကပါလဲဆိုရင်တနေ့တာလုံးအတန်းအဆင်သင့်ဖြစ်နေတဲ့တက်ကြွပြီးလန်းဆန်းနေတဲ့စိတ်တခုကိုပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ကဲဒုတိယအလေးချင်းကိုဆက်ကြည့်ကြရအောင်။ဒါကတော့ တိုးတောင်းတဲ့လေ့ကျင့်ခန်းလေးတစ်ခုကနေတဆင့်စိတ်တည်ငြိမ်မှုနဲ့အာရုံစူးစိုက်မှုကိုဘယ်လိုရယူမလဲဆိုတာပါပဲအများစုကလေ့ကျင့်ခန်းလို့ပြောလိုက်ရင်ကျဲမှာချွေးတလုံးလုံးနဲ့ပြင်းပြင်းထန်ထန်လုပ်ရမယ်လို့ပဲထင်နေကြတယ်လေဒါပေမဲ့ဒီမှာပြောနေတဲ့အလေးချင်းကအဲ့လိုလုံးဝမဟုတ်ပါဘူးကိုတို့ကတတောင်တတရှိတဲ့အချိန်9မိနစ်လောက်လေးပေးလိုက်ရုံနဲ့ကိုလုံလောက်နေပါပြီလိုရမယ့်အဆင့်ကလည်းရှင်းရှင်းလေးပဲတတောင်တတရှိတဲ့နေရာလေးတစ်ခုမှထိုင် ပြီးရင်ကိုယ့်ရဲ့အသက်ရှူချူးထုတ်နေရာလေးကိုပဲတတိထားပြီးကြည့်နေလိုက်ပါ ဟွန်းအဲ့ဒီလို9မိနစ်လောက်တိတိဆိတ်ဆိတ်လေးနေလိုက်တာနဲ့တင်စိတ်ကအံ့သောစရာကောင်းလောက်အောင်တည်ငြိမ်သွားပြီးတနေ့တာလုံးအတွက်အာယုံစူးဆိုင်နိုင်စွမ်းကိုတိတိတသာတိုးတက်စေမှာပါဆိုဒီလေးခံလေးကြောင့်ရလာမယ့်ရလက်ကပင်မနွမ်းနယ်မှုမှုဘူးနော်ရှေ့ဆက်လောက်ရမယ့်အလုံးဒီအတွက်ပိုပြီးထမြက်တဲ့ပိုပြီးအာယုံဆိုင်နေတဲ့စိတ်တစ်ခုကိုရရှိမှာပဲဖြစ်ပါတယ်ကဲဒါကတော့တတိယနဲ့နောက်ဆုံးအလေးအချင်းဖြစ်တဲ့ဦးစားပေ၃ခုအကြောင်းပါဒီအလေးအချင်းကဘာလို့တားလဲဆိုတော့ တနေ့တာရဲ့အနောက်အရှက်တွေအလိုရှုံးတာတွေမစတင်ခင်မှာပဲကို့အတွက်ရှင်းလင်းပြတ်သားတဲ့ရွေချက်တစ်ခုကိုဖန်တီးလိုက်တာပါပဲအဓိကအချက်ကဒါပါဖုံးကူမကိုင်းငင်မှာဟုတ်တယ်ဖုံးမကိုင်းငင်တော့စာရွက်တရွက်ယူပြီးဒီနေ့ပြည့်အောင်လုပ်ချင်တဲ့အရေးကြီးဆုံးအရာ၃ခုကိုခြာရေးလိုက်ဖို့ပါပဲဒီလိုလောက်တာကတနေ့တာအတွက်ကိုယ့်ရဲ့ဥတီချက်ကိုရှင်းရှင်းလင်းလင်းဖြစ်စေပြီးတကယ်ရည်ကြီးတဲ့အလုပ်တွေတခြားအလုပ်တွေကြားထဲမှာပျောက်မထောင်မကူညီပေးပါရဲ့ အဲ့ဒီဦးစားပေးသုံးခုကိုဘလို့ရွေးရမလဲအဲ့ဒါအတွက်အားကောင်းတဲ့လမ်းညွှန်မေးခွန်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုကိုကိုပြန်မေးကြည့်ရမှာပါဒီနေ့မှမလို့ဖြစ်ခဲ့နောင်တရစေမယ့်အရာသုံးခုကဘာတွေလဲဆိုတာပါပဲအဲဒီမေးခွန်းလေးကဘာကတကယ်အရေးကြီးလဲဆိုတာကို ပြန်ပြီးစဉ်းစားစေပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့မှရိုးရှင်းတဲ့အလေးချင်းသုံးခုရသွားပြီเนาะစကလုံးတစ်လုံးတီငိမ်မှု9မိနစ်ပြီးတော့ဦးစားပေးသုံးခု ဓာဒီကိုဘွားတသက်တာလုံးချင်းချင်းပြောင်းလဲဖြစ်ဖို့မဟုတ်ဘဲနဲ့ယူရှင်းတဲ့တပတ်တာစင်ခေါ်မှုလေးတစ်ခုအနေနဲ့စတင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဟုတ်ပါတယ်။ခဏရက်တည်တည်ပါပဲ။အကြာကြီးမဟုတ်ပါဘူး။ဒီအလေးတချင်း၃ခုကိုတပတ်လောက်ဆင်းပြီးလုပ်ကြည့်လိုက်ပါ။ဖြစ်လာတဲ့ပြောင်းလဲမှုတွေကိုကိုယ်တိုင်တွေ့ကြုံခန်းစားကြည့်လိုက်ပါ။တပတ်တည်းဆွဲဆွဲမဲမဲလုပ်ပြီးထွားတာခါရလာမဲ့ခန်းစားချက်ကဒါပါပဲ။နာနေခင်တိုင်းသာအရင်ကထက်အများကြီးပိုပြီးတည်ငြိမ်လာမဲ့ရည်ရွယ်ချက်ရှိလာမဲ့ နောက်ဆုံးမှတော့ကိုကိုကိုပိုးပြီးအောင်မြင်လာတယ်လို့တောင်ခံစားလာရပါလိမ့်မယ်။ဒီအချက်တွေအားလုံးကနေနောက်ဆုံးအရေးကြီးဆုံးမေကုံးတစ်ခုစီကိုရောက်လာပါပြီ။မနေ့ကအကြောင်းဒီနေ့အကြောင်းတွေပြောနေတာထက်အရေးကြီးတာကရှေ့ဆက်လာမယ့်အရာတွေပါ။ဒါကြောင့်မနေ့ဖြန်တွေကိုရောဘယ်လိုစတင်ကြမလဲ။